မရှိခရနာပြီးသာသနာပြုမယ်လို့လည်းမရှိဘူးမှန်ပါဗျာတရားပြမယ်လို့လည်းဒီစိတ်မဖြစ်ဘူးမှန်ပါဗျာအဲဒီတော့ဥပဇင်အတိတ်ကသံဝေကတရားတွေဖြစ်ပြီးကျင့်တာတကားကြီးမှန်ပါဗျာကဲကျင့်စဉ်နဲ့တကားရသဘောပတ်အောင်သမထကဘယ်လိုဝိပဿနာကဘယ်လိုကံရဲ့ဉာဏ်ရဲ့ပညာရဲ့မှန်ပါဗျာကံလားဉာဏ်လားလားလားရှိနော်မှန်ပါဗျာအဲဒီတော့ကံစာညာမှန်ပါဗျာနော်အဲ့ဒီတော့ သမထတဲ့ဝိပဿနာလေမှန်ပါဗျာအဲ့ဒီတော့တချို့ပြောတယ်ပြောတာရှိတယ်တခါကြီးမှန်ပါအမရှိတော့သမထလည်းသမထမှမသိဝိပဿနာဝိပဿနာမှလည်းမသိမှန်ပါဗျာမသိတော့ဟာဟိုကသမထပါကွာကိုကတော့ဘာလဲတော့ကိုကတော့ကိုကသိတယ်လိုလိုနဲ့မှန်ပါဗျာအဲ့ဒီတော့ဒီလိုဗျမ်းပဒါမပြောကြပါနဲ့နော်မှန်ပါဗျာပြောလို့ရှိရင်မှန်လို့ရှိရင်တော့ဟုတ်ကဲ့မမှန်မဲနဲ့ရန်တမ်းပန်တမ်းပြောလိုက်ပြီဆိုလို့ရှိရင် အမှန်သိနေတဲ့ပုံကိုကိုအမှားပြောလိုက်ပြီဆိုရင်ကာယကမှုတွေမဖြစ်ပေဘူးလားဖြစ်ပါရဲ့ခင်ဗျာအဲ့ဒီတော့ယန်သံပန်သံပြီးပြောတာကပုရုဇဉ်မှန်ပါဗျာပြစ္ဆုတ်ပံသူများအတိတ်အနာကမရှိလို့ပြစ္ဆုတ်ပံလေးကိုသိနေတာကအရိယမှန်ပါဗျာပုရုဇဉ်ကပြောတာက အတိတ်နဲ့အနာကမှန်ပါဗျာအဲ့ဒီတော့တကကြီး အတိတ်နဲ့အနာဂတ်လွတ်ဖို့အရေးကြီးတယ်တခါကြီးနော်တင်ညတော့ဥပဇင်ကအလုတ်သမားအလုတ်လုတ်မှကြိုက်တာနော်အလုတ်လုတ်ဖို့ကတင်ညတော့လုတ်ပုံလုံနေလုတ်ွက်ကလေးတမထကဘယ်လိုဝိပဿနာကဘယ်လိုကံကဘယ်လိုညာကဘယ်လိုပညာကဘယ်လိုဆိုတော့ကံရဲ့ညာရဲ့ပညာရဲ့သုံးမျိုးသိရအောင်ဟာကိုတခါတည်းကိုဒီမဲ့သဘောပေါက်အောင်ကိုစိတ်တွေဟောမယ်မှန်ပါဗျာနော်ဥပဇင်ကျက်လာတယ်တခါကြီးမှန်ပါဗျာ ကြင့်လာတဲ့အချိန်ကစိတ်ကိုကြည့်ရမယ်လို့ခမုံဆရာတော်ဘုရားကြီးကဟောတာမှန်ပါဗျာကိုယ်စိတ်ကိုကြည့်ပြီတခါကြီးမှန်ပါဗျာကနဦးဟာစိတ်ကလေးကဘယောက်ပဲတဲ့စိတ်ကလေးတခါကြီးမှန်ပါဗျာထွက်ချင်းသလိုထွက်နေတဲ့စိတ်မှန်ပါဗျာမျက်စိဘောက်ကလည်းထွက်ချင်းသလိုထွက်နားဘောက်ကလည်းထွက်ချင်းသလိုထွက်နှာခေါင်းဘောက်ကလည်းထွက်ချင်းသလိုထွက်လျှာဘောက်ကလည်းထွက်ချင်းသလိုထွက်ကိုယ်ဘောက်ကလည်းထွက်ချင်းသလိုထွက်မနှောဘောက်ကလည်းထွက်ချင်းသလိုထွက်တကား၆ဘောက်ကထွက်ချင်းသလိုထွက်နေချင်းသလိုနေတဲ့စိတ်မှန်ပါဗျာအဲ့ဒီစိတ်ကလေးငြိမ်အောင်လို့တခါတည်းကိုထိမ့်သိမ့်လိုက် ဘာနဲ့ထိမ့်သိမ့်လိုက်တယ်လို့ဆိုလို့ချင်းတကကြီးကဖယားကအာနာပါနသတိဝါယောဓာတ်ဤသဘောတရားဝါယောယုတ်ဤသဘောတရားကိုဖယားရှူသွားတာတကကြီးဝါယောမှန်ပါဗျာအာနာပါနသတိမဟုတ်လားမှန်ပါဗျာဖယားအဆူဆူတွေပွင့်သွားတာဘာတရားနဲ့လဲတဲ့သတိယူသွားတာဝါယောမှန်ပါဗျာအာနာပါနသတိမှန်ပါဗျာနာအာနာပါနသတိနဲ့တွားလို့ဖယားတွေဖြစ်ပြီးတော့နေမှာဝဲကုန်ပြီမှန်ပါဗျာဥပဇင်းလည်းပဲအဲ့ဒီတော့သတိပဋ္ဌာန်တရား၄ပါးကလည်း လိုက်ပတေတကကြီးမှန်ပါဗျာကာယတတိဆိုတာစိတ်ကလေးကိုအာနာပါနတတိကိုယူလိုက်တယ်ညင်အောင်လို့မှန်ပါဗျာဒီစိတ်ကလေးဘဲမှာမသွားအောင်လို့ဘာလို့သိလိုက်လဲတမထယူလိုက်မှန်ပါဗျာထွက်တာလေးသိဝင်တာလေးသိထွက်တာလေးသိဝင်တာလေးသိအဲ့ဒါတမထမှန်ပါဗျာထွက်တာလေးသိဝင်တာလေးသိဒါလေးသိတာတမထပေါ့မှန်ပါဗျာဝိပဿနာမဟုတ်သိဘူးမှန်ပါစိတ်ကလေးညင်အောင်လို့ပေးတာမှန်ပါဘဲမှာမပြည့်အောင်လို့ညင်အောင်လို့ယူလိုက်တယ် ဦးစင်းယူတာပြောတာမှန်ပါဗျာအဲထွက်တာလေးသိဝင်တာလေးသိထွက်တာလေးသိဝင်တာလေးသိသိရောတကကြီးမှန်ပါဗျာထွက်တာသိဝင်တာသိဆိုတော့တကကြီးကြာကြာထိုင်မှမြလာတဲ့အချိန်ခါကျတော့အောက်ကအမားနဲ့ကိုယ်နဲ့တွေ့တဲ့အချိန်ခါဝေဒနာတွေဖြစ်လာမှန်ပါဗျာဝေဒနာတွေဖြစ်လာတဲ့အချိန်ခါကျတော့ထွက်တာသိဝင်တာသိနေတဲ့နန္တရားမနေနိုင်တော့ဘူးမှန်ပါဗျာဘယ်ပြောင်းသွားတဲ့ဝေဒနာသွားသိလိုက်မှန်ပါဗျာကိုထားလို့မရမှန်ပါဗျာ is နာဒီဝတကားကနေပြီးထွက်တာသိဝင်တာသိနေတဲ့နာဟာ အဲ့ဒီသိနေတာကာယတတိမှန်ပါဗျာမှန်ပါဗျာအခုကြာကြာထိုင်မှများလာတော့ဝေဒနာသူ့သဘောနဲ့သူပြောင်းပြီးသွားပြီးသိလိုက်တာကဝေဒနာတတိမှန်ပါဗျာဝေဒနာတတိပြောင်းသွားတယ်မှန်ပါကိုကမလို့ရပါဘူးမှန်ပါဗျာကိုကလုံရင်အတ္တမှန်ပါဗျာအတ္တမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာဘုရားကသဘောလိုက်တယ်မှန်ပါသဘောဟုတ်မှလောကုတ်တယ်မှန်ပါဗျာအဲ့ဒါသေလေးချာချာဒီကလည်းဝိပဿနာတွေမိုးတွေယွာနုံတော့အဲ့ဒါသေလေးချာချာသမထကပဲလို့ဝိပဿနာကပဲလို့ ကံကဘယ်လိုညာကဘယ်လိုပညာကဘယ်လိုဆိုတဲ့ဥစ္စာကိုသဘောတွေတင်ပြီးတော့ကျင့်လက်ကျင့်တတ်အောင်ကိုနောက်ကိုလူလိန်နေအတုတွေအယောင်တွေဖြစ်မှာဆိုလို့ဒီလာရောက်တဲ့ဒကာဒမတွေသေသေးချာချာစိတ်တွေပြင်ပေးမယ်။မှန်ပါဗျာ။သေသေးချာချာသဘောတာ။မှန်ပါဗျာ။နော်အကျင့်တွေကနေပြီးတော့ဥစဉ်ကျင့်ခဲ့တာပြောတာနော်။မှန်ပါဗျာ။စိတ်ကိုပြုတ်ပြင်ပြီးဒကာကြီး။မှန်ပါဗျာ။အစ္စတတဏ္ဍာငါကြာကြာထိုင်မှမြလာတော့ဘုရားကဟောတယ်တကကြီးပထဝီဓာတ်အာဘောဓာတ်တိသောဓာတ်ဝါရောဓာတ်ဟုတ်ပါဗျာဓာတ်ကြီးလေးပါတက်လာ ။ဘာရီတက်လာတဲ့ပေါ်ပြလိုက်တာကဓာတ်။မှန်ပါဗျာ။ဝေဒနာကနာ။မှန်ပါဗျာ။ပေါ်လာပြီတခါကြီး။မှန်ပါ။လက်ဦးတော့သိနေလားတဲ့မသိဘူး။မှန်။ဘယ်လိုရှုဖို့ရှုနေလဲတဲ့။သမထဖြစ်နေတာ။မသိသေးဘူးတခါကြီး။မှန်ပါ။တင်းတာပေါ်လာတယ်တခါကြီး။မှန်ပါ။တင်းတာပေါ်လာအဲငါနှာသီးဝါတင်းထွက်တယ်ဝင်တယ်ထွက်တယ်ဝင်တယ်လို့သိခိုင်းကြတာအခုမနေတော့သူသဘောကဒီပြောင်းသွားပါလားပြောင်းသွားတဲ့ရှိကိုသဘောလိုက် မင်းတင်းတာပေါ်လာတော့တင်းတယ်လို့နာသွားသိနေပြီမှန်ပါဘူးတင်းတယ်လို့သွားသိတော့အဲ့တော့တင်းတာအစကိုမင်းသိထားမင်းဒီမှန်ပါဘူးအလဲကိုလည်းသိထားမှန်ပါဘူးအဆုံးကိုလည်းမင်းသိထားဆိုပြီးတော့တင်းတာအစနဲ့တင်းတာအလဲတင်းတဲ့အဆုံးကိုဆုံးအောင်သိခိုင်းမှန်ပါဘူးမပြင်းမဲနဲ့မပြင်းမဲနဲ့ဆုံးလာလိုက်တော့တခါတည်းတင်းတာပေါ်လာရင်တင်းတာအစတင်းတာအလဲတင်းတဲ့အဆုံးစိတ်ကိုဒီသုံးစိတ်ထဲထားမှန်ပါဘူးဒီဝေဒနာပေါ်ဒီသုံးစိတ်ထဲထားမှန်ပါဘူး ထုံတာပေါ်လာတော့ထုံတာစာထုံတာလည်းထုံတယ်ဆုံးဒီသုံးစက်ကလေးမှန်ပါကိုက်လာတာပေါ်တော့ကိုက်ထားစာကိုက်ထားလည်းကိုက်တယ်ဆုံးကြက်ထားပေါ်လာတော့ကြက်ထားစာကြက်ထားလည်းကြက်တယ်ဆုံးယိုကြလာတော့ယိုကြတာအစာယိုကြတာလည်းယိုကြတာဆုံးပူတာပေါ်လာတော့ပူတာအစာပူတာလည်းပူတာဆုံးအေးထားပေါ်လာတော့အေးတာအစာအေးတာလည်းအေးတယ်ဆုံးလှုပ်ထားပေါ်လာတော့လှုပ်တာအစာလှုပ်တာလည်းလှုပ်တာဆုံးဝေဒနာပေါ်မှာစိတ်ကလေးက30တည်လားမှန်ပါဗျာ မတည်ဘူးလားတခါကြီးတည်ပါဗျာအစနဲ့အလယ်နဲ့အဆုံးဆိုတော့သုံးစိတ်ဖြစ်တယ်မှန်ပါဗျာအစလည်းသိလိုက်တယ်အလယ်လည်းသိလိုက်တယ်အဆုံးလည်းသိလိုက်တယ်မှန်ပါဝေဒနာပေါ်မှာသုံးစိတ်တည်မနေဘူးလားတည်နေပါဗျာတည်နေပြီနော်မှန်ပါအဲ့ဒါတင်တာအစတင်တာလည်းတင်းနေအဆုံးသိနေတာအဲ့ဒါဘာလဲဆိုတော့ဝိပဿနာမဟုတ်သေးဘူးမှန်ပါဗျာကြီးစွာသောသမထာကြီးမှန်ပါဗျာဒီလိုသိနေလို့ဝိပဿနာများမထင်နဲ့မှန်ပါကြီးစွာသောသမထာမှန်ပါဗျာဝိပဿနာနဲ့နိဒတ်တဲ့သမထာမှန်ပါဗျာစိတ်တွေခွဲခြင်းလို့ ်နော်ဥပစင်ကျင်းလာတာတွေပြောပါမှန်ပါဗျာစိတ်ကလေးကိုဝေဒနာပေါ်မှာတီအောင်ယူလိုက်တဲ့သုံးစိတ်ကိုမှန်ပါဗျာတင်တာအစားတင်တာလည်းတင်တဲ့အဆုံးစိတ်ကလေးဒီဝေဒနာပေါ်ဓာတ်ကြီးလေးပါသူ့တက်ကလွတ်တက်ပြီးတခါတည်းဖြစ်လာတာဖြစ်လာတော့ဝေဒနာပေါ်မှာစိတ်ကလေးကတီးလာမှန်ပါဗျာတီးလာတဲ့အချိန်ကအဲတခါကြီးတင်တာအစားတင်တာလည်းတင်တဲ့အဆုံးဝေဒနာပေါ်မှာတီးလာတော့ပဟိဒါကြပြန်တော့တကကြီးဘာတင်းနေလဲတဲ့မြင်လိုက်တဲ့အချိန်ကမိမမြင်လိုက်တဲ့အစာမိမမြင်တဲ့အလဲမိမအဆုံး အသံပေါ်လာပြန်တဲ့အသာအစာအသံလဲအသာအဆုံးမှန်ပါဗျာတမထာကြီးမှန်ပါဗျာအနပေါ်လာရဲ့အနအစာအနလဲအနအဆုံးစားလိုက်တဲ့ရတာလဲခြိုတာအစာခြိုတာလဲခြိုတာဆုံးအစ္ဆတသဏ္ဍာန်ကလဲတင်းတာအစာတင်းတာလဲတင်းတယ်ဆုံးမှန်ပါဗျာမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အခါကောင်းတာအစာကောင်းတာအလဲကောင်းတယ်ဆုံးဆိုးတာအစာဆိုးတာလဲဆိုးတယ်ဆုံးဗိဒ္ဓလဲအစနဲ့အလဲနဲ့သုံးစိတ်ဖြစ် အစ္စတသန္တန်ကဝေဒနာပေါ်မှာသုံးစိတ်ဖြစ်တော့ဗိဓာလည်းဒုက္ခဝေဒနာပေါ်မှာသုံးစိတ်ဖြစ်တယ်မှန်ပါဗျာအဲ့ဒါကြီးစွာသောသမထဝိပဿနာတလုံးမှမဟုတ်ဘူးမှန်ပါဗျာအဲ့ဒါတချို့ကတော့မြင်တာသိလို့သမထဝိပဿနာထဲနေမှန်ပါကြီးစွာသောသမထနောက်ကိုမှတ်ထားကြခါးရမျိုးကတရားဓမ္မသမထနဲ့ဝိပဿနာခွဲရင်လို့မှန်ပါဗျာနော်မသိလို့ခွဲတာမဟုတ်ဘူးခါးရမျိုးကြီးကိုသိလို့ဒါခွဲတာမှန်ပါဗျာ တရားတရားလေခန္ဓာကိုယ်ကစိတ်တွေကိုကုန်စရာမသိလို့လာပြီးတော့ဟောတာပြတာမှန်ပါပါမသိလို့လာပြတယ်လို့တော့မထင်နဲ့မှန်ပါပါဗျာသိလို့လာပြတာတရားကြီးကိုကျင်းတယ်တရားကိုသိတယ်မှန်ပါပါဗျာတရားကြီးအိမ်တရားကြီးကုန်စရာမသိဘူးလားသိပါတယ်ဗျာဟဲ့သိပါတယ်တကမာတကကြီးအိမ်ကသမီးလေးစိတ်ကိုမသိဘူးလားသိပါတယ်ခင်ဗျာတကကြီးအိမ်ကပစ္စည်းဘယ်လောက်ရှိတယ်ဆိုတာမသိဘူးလားသိပါတယ်ခင်ဗျာဝိပဿနာတရားဆိုတာအဲ့ဒီလိုသိတာမှန်ပါဗျာနော်ဒီလိုသိမှ တရားပြလို့ကောင်းတာမှန်ပါဗျာဒီလိုမှမသိဘဲနဲ့ကိုယ်စိတ်မှကိုမသိဘဲနဲ့သူများစိတ်တွေပြင်ပေးလို့ရပါမလားမရပါဘူးဗျာအဲ့ဒါဒကမာအကြီးတွေခမုံဆရာတော်ကကိလေသာအလှူလားခန္ဓာဆိုတာအဲ့ဒါအခုကိလေသာအလှူခံမလို့မှန်ပါဗျာညကိလေသာလက်ကနေပြီးတော့အခုအလှူခံတော့မယ်မှန်ပါဗျာခမုံဆရာတော်ကအကြောင်းခေါ်တော့အကြောင်းဟောတော့ဥစဉ်အချိုးတရားဟောရတယ်တကယ်လို့နော် तू ကအကြောင်းဖော်တော့ဥပဇင်အချိုးတရားဟောမှာမှန်ပါဗျာ तू ကအကြောင်းတရားဟောရင်ဥပဇင်အချောင်းဟောမှာမှန်ပါဗျာဟောကျင်တာဟော तू ကဘာဟောဟောဥပဇင်ကအချိုးဟောမှာ သူကယုံနာဟောရင်ဥပဇဝေဒနာဟောမယ်သူကဝေဒနာဟောရင်ဥပဇကခန္ဓာငါးပါးဟောမယ်သူကခန္ဓာငါးပါးဟောရင်အကြောင်းကျိုးဟောမယ်သူကအကြောင်းကျိုးဟောလို့ရှိရင်ဥပဇကဘာသာလို့ပြိဿသမုပ္ပါဟောမယ်မှန်ပါဗျာဒီလောကလုံးယုံနဲ့နာမရှိတာပဲမှန်ပါဗျာဟောလို့မကုန်နိုင်ပါဘူးမှန်ပါဗျာအဲ့ဒီတကကြီးသုံးစိတ်တီးသွားရောတကကြီးမှန်ပါဗျာသုံးစိတ်တီးမတော်ဘူးလားတီးသွားပါရဲ့ဣဇာတသဏ္ဍာသုံးစိတ်တီးသွားတော့ဗဟိတလည်းသုံးစိတ်ဖြစ်နေပြီစိတ်ကလေးငြိမ်မတော်ဘူးလားငြိမ်ပါပါဒီသုံးစိတ်ဖြစ်သွားပြီသုံးစိတ်ဖြစ်သွားတော့အဲ့ဒါဒီသုံးစိတ်ကများတယ်တကကြီး သမထာကြီးဖြစ်နေတာနော်ဝိပဿနာတလုံးမှမဟုတ်သေးဘူးဟုတ်ပါဗျာတင်တာအစားတင်တာလည်းတင်းနေအဆုံးထုံတာအစားထုံတာလည်းထုံနေအဆုံးဗဟိတမြင်လိုက်ပြန်တဲ့မျက်စိနဲ့မြင်လိုက်တာအစနဲ့အလယ်နဲ့အဆုံးသုံးစိတ်ပဲဟုတ်ပါဗျာအသာပေါ်မှာလည်းအစနဲ့အလယ်နဲ့သုံးစိတ်ဟုတ်ပါတကား၆ပေါက်အာယုံကအာယုံ၆နဲ့တက်ခဲတက်ခဲသုံးစိတ်ဖြစ်နေမှန်ပါဗျာစိတ်ကလေးသုံးစိတ်တည်ငြိမ်မသွားဘူးလားတည်ငြိမ်သွားပါဗျာအဲခန္ဓာရကဝေဒနာပေါ်မှာသုံးစိတ်တည်မသွားဘူးလားတည်သွားပါပြီဗျာတည်သွားတဲ့အချိန်ကကျတော့တခါကြီးဒီသုံးစိတ်များတယ်တခါကြီး ်ခလဲစိတ်ဖြုတ်ပြလိုက်မှန်ပါဗျဘယ်လိုသိလဲတဲ့တင်နာပေါ်လာရင်တင်နာစာနဲ့တင်နာဆုံးမှန်ပါခလဲစိတ်ရှိနေလားရှိပါဗျာဖြုတ်ပြလိုက်ပြီဖြုတ်ပြလိုက်ဗျာထုံနာပေါ်လာရင်ထုံနာစာထုံနာဆုံးနှစ်စိတ်ခုနတော့ဆုံးစိတ်အခုနှစ်စိတ်ပြောင်းလိုက်ပြီနှစ်စိတ်ပြောင်းလိုက်ပါကြိုက်တာပေါ်လာရင်ကြိုက်တာစာကြိုက်တာဆုံးနှစ်စိတ်ပဲသိမှန်ပါဗျာကြက်တာပေါ်လာတော့ကြက်တာစာကြက်တာဆုံးကြားတာစာကြက်တာဆုံးမှန်ပါဗျာ ပူဓာပေါ်လာတော့ပူဓာစာပူဓာဆုံးအေးဓာပေါ်လာတော့အေးဓာစာအေးဓာဆုံးလှုပ်ဓာပေါ်တော့လှုပ်ဓာစာလှုပ်ဓာဆုံးနှစ်စိတ်ဖြစ်မနေဘူးလားနှစ်စိတ်ဖြစ်နေတာသုံးစိတ်ဖြစ်သေးလားဖြစ်ပါဘူးဗျာတစ်စိတ်ပြုတ်သွားပြီနှစ်စိတ်ကြာနေမှန်ပါနှစ်စိတ်ကြာနေတော့အဲ့တော့ဗဟိတာကြည့်လိုက်အနှစ်စိတ်ဖြစ်မြင်လာစာမြင်လာဆုံးကြားလာစာကြားလာဆုံးနာနာစာနာနာဆုံးစားလာစာစားလာဆုံးထိတာစာထိတာဆုံးသိတာစာသိတာဆုံးနှစ်စိတ်ဖြစ်နှစ်စိတ်ဖြစ်နေတဲ့အချိန်ခါကျတော့ သိပြီတခါကြီးမှန်ပါဗျာအဲ့ကြီးစွာတော့သမထာကြီးဝိပဿနာမဟုတ်သေးဘူးမှန်ပါဗျာကဲခန္ဓာရဲ့ကတင်းတာအစနဲ့တင်းတာဆုံးမှန်ပါဗျာဒီနှစ်စိတ်ကပြောင်းတော့မယ်တခါကြီးပြောင်းသမထနဲ့ဝိပဿနာပြောင်းတော့မယ်မှန်ပါဗျာဒကာဒကမတွေလူလိန်ခါရမှာဆိုလို့ခရမျိုးကြီးကဒကာဒကမတွေလာပြီးတော့ဒီမဲ့သမထနဲ့ဝိပဿနာနဲ့ခွဲပေးတာမှန်ပါဗျာတင်းတာအစတင်းတာအဆုံးသီးလို့သမထမှန်ပါဗျာကဲသမထကနေပြီးဝိပဿနာနဲ့သမထနဲ့ဝိပဿနာပြောင်းတော့မယ် မရှိပါဘူးမရှိပါဘူးဗျာနော်အဲကံကနေပြီးညာကြောင်းတော့မယ်တခါကြီးမှန်ပါဗျာကံကနေပြီးညာတော့သမထဆိုတာကကံအခုညံပြောင်းတော့မယ်သမထနဲ့ဝိပဿနာပြောင်းတော့မယ်ဘယ်လိုပြောင်းမလဲတဲ့စိတ်ပြင်းပြီအင်းတင်းတာအစတင်းတာအဆုံးတော့သဘောကြည့်ဝေဒနာပေါ်မှာတိုင်းကြီးခံနေတဲ့သမာဓိရနှလုံးသွင်းပြီးကြည့်လိုက်တယ်သမာဓိကောင်းလာတဲ့အချိန်ခါကျတော့ဒီပေါ်မှာကြည့်ဘာကြည့်လဲအော်ပြစ်လာတဲ့သဘောတရားပြက်သွားတဲ့သဘောတရားဟုတ်ပါဘူး ဒါကိုကြည့်မှန်ပါဗျာအော်တကယ်ရှိတာကတင်းနာအစတင်းနာအစမဟုတ်ပါလားဖြစ်လာတဲ့သဘောတရားသဘောကိုကြည့်မှန်ပါဖြစ်လာတဲ့သဘောတရားရေပြက်သွားတဲ့သဘောတရားရေပါလားအဲခန္ဓာကိုယ်ကနေပြီးတော့တင်းလာပြန်တော့လဲဖြစ်တဲ့သဘောပြက်တဲ့သဘောနှစ်စိတ်နှစ်စိတ်ချင်းပြောင်းလိုက်တယ်မှန်ပါဗျာဟိုနှစ်စိတ်ကတင်းနေမှာဟိုတကကြီးမှန်ပါဗျာတင်းနာအစတင်းနာအစကနေပြီးဖြစ်သဘောနဲ့ပြက်သဘောကိုစိတ်ချင်းပြောင်းလိုက်တယ်မှန်ပါနှစ်စိတ်ချင်းပြောင်းလိုက်တယ်ဖြစ်လာတဲ့သဘောပြက်တဲ့သဘော တင်းလာပြန်တော့လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောတောင်းလာပြန်တော့လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောထုံလာပြန်တော့လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောကျင်းလာပြန်တော့လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောကြိုက်လာပြန်လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောကြက်တယ်လာပြန်လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောပူတယ်လာပြန်လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောအေးလာပြန်လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောလှုပ်လာပြန်လည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောဖြစ်သဘောပြက်သဘောဖြစ်လာတဲ့သဘောတရားလေးပြက်တဲ့သဘောတရားလေးကိုယ်တော်ကတင်းတာအစတင်းတာအဆုံးရှိသေးလားမရှိပါဘူးခင်ဗျာအဲဖြစ်တဲ့သဘောလေးသိလိုက်တာကသမထ အပြည့်သဘောလေးသိလိုက်တာဝိပဿနာမှန်ပါဗျာသမထနဲ့ဝိပဿနာဖြစ်မနေဘူးလားဖြစ်နေပါလေဗျာဗဟိတကြည့်လိုက်ပြန်တယ်ဖြစ်တဲ့သဘောဖြစ်တဲ့သဘောကြားလိုက်တဲ့အံလည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောနာလိုက်တဲ့အနံလည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောစားလိုက်တဲ့ရတာလည်းဖြစ်တဲ့သဘောဖြစ်တဲ့သဘောထိလိုက်တဲ့အတွေ့လည်းဖြစ်တဲ့သဘောပြက်တဲ့သဘောသိလိုက်တဲ့ဓမ္မလည်းဖြစ်တဲ့သဘောပြက်တဲ့သဘောနှစ်သိဖြစ်မသောဘူးလားဖြစ်နေပါလေဖြစ်တဲ့သဘောလေးမျက်စိကဖြစ်တဲ့သဘောလေးမြင်လိုက်တာသမထပြက်တဲ့သဘောလေးသိလိုက်တာဝိပဿနာအဲ့ဒါသမထနဲ့ဝိပဿနာဆိုတာအဲ့ဒါ မှန်ပါဗျာမြင်နေသိတယ်လို့ဆိုတဲ့သဘောထားကြီးမှန်ပါဗျာအဲ့ဒါလူလိန်တွေတွေ့မှာဆိုလို့ဒါခရမ်းကတကာထမားတွေသိတဲ့ချင်းတို့တော့ပါမှန်ပါဗျာကိုယ်ပါစေစိတ်တွေပြောင်းလာပုံတွေကိုသိတဲ့ချင်းတို့တော့လာပြီးတော့ဒီမဲ့အပင်မခံပြီးပြတာမှန်ပါဗျာဥပဇင်းတို့ကဒီမဲ့လိုက်ပြီးဟောနေဥပဇင်းတို့ဒီမဲ့ ။ဟိုဂုံတွေဘာတွေပေါ်တာမဟုတ်ပါဘူး။ဥပဇင်ကတရားသက်သက်ကြီးပြတာ။မှန်ပါဗျာ။အလှလည်းခံတာမဟုတ်ဘူး။မှန်ပါဗျာ။ဥပဇင်နောက်ကပေါ်တာသာသာပြုတ်တဲ့ပုံကိုယ်တည်းဒီမှာစိတ်စရိတ်ကုန်တဲ့တခါကြီး။အထက်မြန်မာပြေကြီးသွားတယ်ဒီမှာကားကဒီမှာ73စီ73စီဒီလိုသွားတာ။မှန်ပါဗျာ။ကားတစ်စီးတစ်စီးကိုဆိုလို့ရှိရင်ဒီမှာဘလောက်ကုန်လဲဆိုတော့2000 3000ကုန်တာ။မှန်ပါဗျာ။2000 3000ကုန်လဲဆိုတော့တစ်ခေါက်သွားလိုက်လို့ဆိုလို့ရှိရင်ဒီမှာ၄၅ဆောင်တော့ကုန်လာတာမှန်ပါဗျာအဲ့ဒါနောက်ကဒကာဒကမတွေကဒီမှာအခုဒီကနေပြီးဆုံးမကျွေးလို့ချင်းနောက်ကကျွေးမဲ့ဒကာတွေဒကမတွေပါတဲ့အချိန်လဲမှန်ပါဗျာဒီမှာပါတယ် ဆုံးမတွေ့ချင်နေတရားခံရင်လာပြမှာမှန်ပါဗျာဒီမဲ့တရားသက်သက်ကြီးဥပဇင်ကမှန်ပါဗျာဒါအဲ့ဒီတော့ဒါကြောင့်မလို့ဥပဇင်ကလာပြီးတော့ခရကဒကာဒကမတွေကိလေသာလာပြီးတော့ဒီမဲ့လက်ဖြတ်ခံတာမှန်ပါအလူလားခံတာမှန်ပါနော်အဲ့ဒါကိလေသာလို့ဆိုတာပြင်းပြပြောတာမှန်ပါဗျာအယူမအတိမအမမားတွေပျောက်အောင်လို့တကကြီးဒိဋ္ဌိကိလေသာတွေကိုအလှခံပြစ်တာမှန်ပါဗျာနော် ဒိဋ္ဌိကိလေသာတွေအလှခံလိုက်လို့ဘာဖြစ်မလဲလို့ဆိုဒိဋ္ဌိကိလေသာပြုတ်သွားပြီဆိုရင်ဝိဇ္ဇာဉာဏ်ကြီးရကုန်ပါပေါ့မှန်ပါဗျာအဲ့ဒီတော့ခရီးကဒကာဒကမတွေဒိဋ္ဌိကိလေသာတွေလာအလှခံတာပါလို့မှန်ပါဗျာ ်ခံပုံခံဒီစိတ်တွေသဘောတွေကိုမှတ်ထားကြเนาะအခုသမထနဲ့ဝိပဿနာဖြစ်ပြီဖြစ်ပါပါဗျာတင်နာပေါ်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောတောင်းနာပေါ်လဲဖြစ်တဲ့သဘောပြက်တဲ့သဘောဗဟိတမြင်လိုက်ပြန်လဲမြင်တာမိမ့်မမြင်ယောက်ျားမမြင်တော့ဘူးဖြစ်လာတဲ့သဘောတရားပြက်တဲ့သဘောတရားကြားလိုက်တဲ့အသံနဲ့ခွေးသံဝက်သံတက္ကမအသံလေးတွေကိုသာမကြားတော့ဘူးဖြစ်လာတဲ့သဘောတရားရဲ့ပြက်တဲ့သဘောတရားရဲ့ နှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကမှွေတဲ့သင်းတယ်လို့မရှိတော့ဘူးအနတ်တခုပေါ်လာလဲဖြစ်လာတဲ့သဘောတရားလေးရဲ့ပြက်တဲ့သဘောလေးရစားလိုက်တဲ့ရတာလဲချိုးတဲ့ငါနဲ့စက်တယ်လို့မသိတော့ဘူးဖြစ်တဲ့သဘောပြက်တဲ့သဘောကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကဖြစ်တဲ့သဘောပြက်တဲ့သဘောမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကလည်းဖြစ်တဲ့သဘောပြက်တဲ့သဘောသမထနဲ့ဝိပဿနာမှန်ပါဗျာနော်သမထနဲ့ဝိပဿနာဖြစ်မနေဘူးလားဖြစ်နေပါပြီဗျာသမထနဲ့ဝိပဿနာတော့ဖြစ်သွားပြီတခါကြီးနော်ခုနကတော့ကံတက်တဲ့ ကံနဲ့ညာနဲ့တွဲမနေဘူးလားခုတွဲနေပါဘူးဗျာသမထကကံဝိပဿနာကညာကံနဲ့ညာနဲ့တွဲမနေဘူးလားစိတ်ဒီကိုပြောတာမှန်ပါဗျာစိတ်ကိုသိလို့ပြောတာမှန်ပါဗျာကိုယ်စိတ်ကိုစိတ်မှသိတာမှန်ပါသူများစိတ်စင်းလို့မသိဘူးမှန်ပါဗျာဒါကြောင့်မလို့စိတ်ဒီကိုယ်ဆောင်သိတယ်လို့ပြောတယ် နော်လက်ဖြင့်ငါညချက်မှာကုန်စင်အောင်ပြောမယ်မှန်ပါဗျာနော်တင်ညတော့ဒီမှာတရားထိုင်ရအောင်ပါလေတရားကျိုးဝေရဟောဟောနေတာဒါဒီကျိုးဝေတွေတဲ့သဲရင်ကိုကြတယ်မှာဖွင့်ပြတယ်ဟိုရသံဃာတော်အရှင်မြတ်တသီလရှင်တွေ ဒါဒီကိုဖွင့်ပြနေရတာဘယ်တည်းပဲအရှင်ဘုရားခရံသွားဟောတဲ့တရားကျိုးလေးတွေတပြည့်တော်တို့နားမရစေဆိုတော့အဲသူတို့ကလည်းနာကျင်နေတာဘောတကရာဥစဉ်ကတရင်ကျော့တဲကထွက်နေရတဲ့ကြောင်းမှမနာရပဲအဲ့တော့ဒါကြောင့်မလို့ကျိုးခွေအလိုက်ဟောနေရတာတကကြီးဥစဉ်ကဟောလို့ရှိရင်ဒီမဲ့နင်လာကဟောကြတာသာသာနဲ့ဘာသိနေကျင်ကုန်တော့နော်တချို့ပြောသေးပြသာနဲ့ဟောတဲ့ဥစဉ်အမွေကဒီကိုဒီကိုတော့ဥစဉ်ကဟောမိနေတဲ့တခါကြဲကြဲလာတယ်မှန်ပါဗျာသမာဓိကတက်လာတော့ကြဲကြဲလာတယ်သာကအားကြီးကောင်းတာကိုသာကရှိတာကို အဲ့အဲ့တော့တချို့ကပြောတယ်တခါကြီးအာဒေါသကြီးနဲ့ဟောနေပါလားတဲ့မသိတဲ့ပုံကိုလေစေရနာဒသရာနဲ့ဟောတာမသိဘူး။စိတ်လည်းမသိဘူး။ဒေါသနဲ့ဟောတယ်လို့ပြောသေးတယ်။သိတဲ့ချင်းတို့တော့ပါ။စေရနာနဲ့ရတဲ့ချင်းတို့တော့ပါ။ကဲဒါကတခါကြီးကံနဲ့ညာဖြစ်မနေဘူးလား။ဖြစ်နေပါပြီဖြစ်နေပါပြီ။ကံနဲ့ညာတော့ကဲကံဖြုတ်ကြဆိုတခါကြီး။မှန်ပါဗျာ။သမထဖြုတ်ကြဆိုတခါကြီးမှန်ပါဗျာစိတ်တည်ပြင်ရဆိုမှန်ပါကဲဖြစ်တဲ့သဘောတရားရဲ့ပြက်တဲ့သဘောတရားရဲ့နှစ်စိတ်ဟုတ်လား ါဗျာနှစ်စိတ်ကနေပြီးတော့ကဲဖြစ်တဲ့သဘောကိုဖြုတ်တော့မယ်မှန်ပါဗျာကြည်စားမင်းနှစ်စိတ်ဖြစ်နေပြန်ပြီဖြစ်တဲ့သဘောမသိနဲ့မှန်ပါဖြစ်တဲ့သဘောမသိဘဲနဲ့ဘာသိရမှာလဲအပြည့်တစ်ခုတည်းသိမှန်ပါဗျာဖြစ်တဲ့သဘောကိုဘုရားတော်ကနှစ်စိတ်ဖြစ်တဲ့သဘောနဲ့ခရုဆိုင်နေရတယ်သမာဝါယမသမာသတိသမာသမာဓိသုံးဥသုံးပလဲဆိုင်ပြီးတော့ဒီမှာသိနေရမှန်ပါသမာဝါယမသမာသတိသမာသမာဓိသုံးဥသုံးပလဲဆိုင်ပြီးတော့တခါတည်းကိုဒီမှာသိနေရဝါယမဆိုင်ပြီးတော့ဖြစ်တဲ့သဘောကိုလဲသမာဝါယမသမာသတိသမာသမာဓိ ပြက်တဲ့သဘောကိုလည်းသမာဝါယမသမာတတိသမာသမာဓိသုံးဆိုင်ပြီးတော့တခါတည်းဒီမသိနေရဟုတ်ပါဗျာအဲအခုပြက်တဲ့သဘောကိုမသိတော့ဘဲနဲ့တခါတည်းအပြက်သဘောတစ်ခုတည်းကိုသိခိုင်းလိုက်မှန်ပါဗျာညတင်လာတာလည်းပြက်တဲ့သဘောတောက်လာတာလည်းပြက်တဲ့သဘောထုံလာလည်းပြက်တဲ့သဘော အောင်လာလဲပြက်တဲ့သဘောကြိုက်လာလဲပြက်တဲ့သဘောကြက်လာလဲပြက်တဲ့သဘောပူလာလဲပြက်တဲ့သဘောအေးလာလဲပြက်တဲ့သဘောဒီမှာပြက်တဲ့သဘောတစ်ခုတည်းဖြစ်နေတော့ဗဟိတပြမြင်လာလဲပြက်တဲ့သဘောအတန်ကြားလိုက်လဲပြက်တဲ့သဘောနံလိုက်လဲပြက်တဲ့သဘောစားလိုက်တဲ့ရတာလဲပြက်တဲ့သဘောထိလိုက်တဲ့အတွေ့လဲပြက်တဲ့သဘောသိလိုက်တဲ့စိတ်ကလေးလဲပြက်တဲ့သဘောလှမ်းသွားပြန်လဲပြက်တဲ့သဘောယိုပြန်လဲပြက်တဲ့သဘောပေါက်ပြန်လဲပြက်တဲ့သဘောထိုင်ပြန်လဲပြက်တဲ့သဘောအိတ်လိုက်ပြန်လဲပြက်တဲ့သဘောအပြက်တစ်ခုလည်းဖြစ် ်ပါဗျာအဲ့ဒါဝိပဿနာရဲ့ပညာခေါ်တယ်မှန်ပါဗျာဒါမှပညာလို့ခေါ်တယ်ဝိပဿနာပညာမှန်ပါဗျာမဲ့တေဖို့ရင်ဝေးပါသေးမှန်ပါဗျာမဲ့မဟုတ်သေးဘူးမှန်ပါအပြက်သိနေတာနောင်ပြောင်းမယ်မှန်ပါဗျာပြက်တာကြီးသိနေပြီနော်မှန်ပါနော်တလောကလုံးကပြက်အပြက်ကြီးဖြစ်တယ်မှန်ပါဗျာမြင်မြင်တာလည်းပြက်တယ်ကြားတာလည်းပြက်တယ်နားတာလည်းပြက်တယ်စားတာလည်းပြက်တယ်စိတ်ကိုတမာရီတီးပြီး အပြက်ပေါ်မှာတီးနေပြီမြင်တာလည်းပြက်တယ်ကြားတာလည်းပြက်တယ်နားတာလည်းပြက်တယ်စားတာလည်းပြက်တယ်ထိတာလည်းပြက်တယ်သိတာလည်းပြက်တယ်ယိုတာလည်းပြက်တယ်ပေါက်တာလည်းပြက်တယ်ထိုင်တာလည်းပြက်တယ်အိတ်တာလည်းပြက်တယ်အပြက်တစ်ဖက်တည်းကိုတခါတော့အဲ့ဒါဝိပဿနာရဲ့ပညာခေါ်တယ်မှန်ပါဗျာစိတ်တွေစိတ်တွေမှန်ပါဖြစ်တဲ့သဘောတရားရှိသေးလားရှိပါဘူးဗျာအပြက်သဘောကြီးဖြစ်နေပါပါဗျာအဲ့ဒါတလောကလုံးဘယ်ဘွားဝိပဿနာခေါ်တယ်ပါပါဗျာတလောကလုံးပြက်ပါပါအပြက်မြင်ရင်တလောကလုံးပြက်ပါပါဗျာပြက်နေပြီမဟုတ်လားပ အဲ့ဒါမှဝိပဿနာပညာခေါ်တယ်သမထနဲ့ဝိပဿနာနဲ့ဒကာကြီးတို့ကွဲမလားကွဲပါပြီဗျာယောကလဥဒ္ဓဝါဒတင်းနာအစတင်းနာအလဲတင်းနာအဆုံးသမထကြီးမှန်ပါဗျာတင်းနာအစတင်းနာအဆုံးသမထကြီးမှန်ပါဗျာဖြစ်ဖြစ်လာတဲ့သဘောပြက်တဲ့သဘောဆိုတော့သမထနဲ့ဝိပဿနာမှန်ပါဗျာအဲ့ဒါဒကာဓမ္မတွေသိအောင်လို့မှန်ပါဗျာနော်စိတ်တွေကိုသိအောင်လို့သိနေချာချာလူလိန်ခါရမှာဆိုလို့တင်ပေးတာမှန်ပါသဘောတွေတင်